အားလုံးပဲမင်္ဂလာပါရှင်။ Thank you to the Mi Channel ကနေကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာဖတ်ပြပေးမယ့်စာအုပ်လေးကတော့ဆ ्याम ခင်မျိုးချီရေးသားတဲ့12လရာသီပန်းများနဲ့ပွဲတော်များစာအုပ်ထဲကဝါဆိုလာရဲ့အကြောင်းကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်။စာအုပ်လေးထဲမှာဆ ्याम ကဖို့သူတော်ဦးမင်းရေးသားတဲ့ကြပြလေးတွေနဲ့ဏိဒန်းစာချီထားပါတယ်ရှင်။ဝါဆိုလာပွဲ ပြုနှိပ်ပန်တန်ကျဲထွန်းလို့လာဝန်းနဲ့တော်ရာဒီချင်းကိုယူကန်ဖြားကနှစ်ပါးရောင်ကြီးဆိုင်လင်းခိုင်မို့တာရနံငယ်ဖြားညာရန်ကငုံဘူးပုံညက်ကေခိုင်ပင်မင်းကသိမ့်ပြန့်ပြန့်ကျူဝါဆိုလားဝါရင်းကာလဝါဆိုလားမြမပြက်ကြိမ်မှာစတုဒ္ဓမြောက်လာဖြစ်ပြီးဝါရင်းကာလဤအစာလဲဖြစ်သည် အယက်သေးစားတောက်စားခြင်းမှရှောင်ကျဉ်ခြင်းဥပုပ်တည်င်းသီလစောက်တည်ခြင်းဘာသာရေးကိစ္စများဆောင်ရွက်ကြသည့်အချိန်ဖြစ်သည်တစ်လွင်စံတည်သည့်မနက်ခင်းလေးတွင် တရိကံပုံကျေးစီတန်တို့ဖြင့်လွှမ်းခြုံသွားသည်ဖုန်ကြီးကြောင်ဆုံးလူရန်အတွက်ဒါယိကာဒါယိကာများအားနှိုးဆော်လိုက်သည့်နိဗ္ဗာန်စောဤအတန်သည်ကျင်းစီတန်နှင့်အတူပြန့်လွင့်လာကြပြီဒီလိုသားရသောနေ့မှာဘာတွေများဖြစ်အောင်မှာပါလဲ ဒူဝေဝေဒီဟူသောကြီးစီတန်ဖြင့်နေတိကိုစားလိုက်လေပြီ။ဩဇာပြေဝါသောအတန်တတန်ကအခုလိုဆောဩလိုက်လေသည်။ကြားကြကုန်လုံးမိတ်ဆွေသူတော်ကောင်းအပေါင်းပွန်တော်တို့ခမညာအိယာမနိုထား၍တန်ဃာတော်အရှင်သူမြတ်တို့အတွက်စွန်ဟင်းစွန်ထမင်းများချက်ကြကုန်လုံးအိယာမထားကြကုန်လုံးစေတနာရှင်သူတော်ကောင်းအပေါင်းတို့ခမညာ လူတိုင်းနဲ့နာမစိမ့်သောပါဠိစကားလုံးများဥပမာဘွန်တော်သူတော်ကောင်းတို့ကိုစော်ဩရာတွင်ကာယံတပေမိမိအချိုးကြကြတည်ကုန်းထားသောကြောင့်ကြပြဆန်လာသည့်တေးသင်သာပင်ဖြစ်နေပေသည် ထို့ကြောင့်ပင်ထိုကြီးစီတန်တို့ကြားလိုက်သည်နှင့်အိယာပေါ်မှာလူလိမ့်ရင်မိဖို့ကြောင့်ဝင်ရတော်မူဗုဒ္ဓဂုံတော်ကို ဖော်ထုတ်၍ရှ िख ိုးကြရတော်မူ စီချက်ညီညီကျေးစီတန်ကိုနာစင်ရင်အိမ်မုံစုံဝါမျက်စီကိုတွန်းခွင်ကနှစ်ချိုက်စွာအိယာသည့်အရာသာကို ခံစားလို့မပြီးနိုင်တော့ခြင်းပြည်နေကြခြေဆန်းလက်ဆန်းအညောင်းဆန်ပြီးသောအခါဝဲမိဖို့ကြောင့်တို့တရွတ်တိုက်ဝင်လာရင်ဝတ္တရားများကိုစာတင်ရပေသည်မှောင်တပွဲဖြစ်နေသောညာလဲလီးလံထိုင်မှန်းခြင်းမရှိနက်နက်ခီးဤလေသည် နေသိဤအငွေအသက်တို့ဖြင့်ပြည့်နေပြီဖြစ်လေသည် ကြည်စီတန်တညံညံနိဗ္ဗာန်စောဤကာယနဘေတန်တို့ဖြင့်အိယာမနိုးထခြင်းသည်ကောင်းလေစွာဤသို့ကုသိုလ်ဖြင့်လှူရှားမှုကိုဥဆောင်ဥရပြုကြသူများကိုနိဗ္ဗာန်စောများဟုခေါ်ပါသည် နိဗ္ဗာန်ကိုရောက်ဖို့စောဩကြသူများလည်းဖြစ်သည်ကိုယ်တဘောဆန္နာအလျောင်း ပါဝင်ထမ်းဆောင်ကြသောဝိအသိဟုခေါ်တွင်သော အသိအဖွဲလေးဤအခန်းကဏ္ဍကကြီးကျယ်လာပေသည် ရန်ကုန်မြို့တော်ကြီးတွင်တွေ့ရခဲ့လာသည့်ထိုဝစ်အသိဤလှုပ်ရှားမှုများမှာတောရွာမြို့ရွာများတွင်တော့ယနေ့တိုင်းတပ်ဝင်လှုပ်ရှားနေဆဲဖြစ်ပါသည်ရိုးရရင်ကျင်းမှုအစဉ်လာများကိုတံပိုးထားဆဲဖြစ်သောမန္တလေးမြို့တွင် ထိုဝစ်အသိဤအခန်းကဏ္ဍကကြီးကျယ်ခမ်းနားသည့်ဝစ်အသိအဖွဲ့သားများအလုံးဝစ်ဖြူစင်ကြယ်ကိုဝစ်ဆင်ကြရသည် ူတို့ကဖုန်ကြီးเจ้าများအတွန်စွန်းနေအလူငွေများကို စီတန်းလဲလဲကောက်ခံကြသည် တချို့ကငွေအကြွေများကိုလက်ခံမှုငွေဖလားနှင့်၎င်းစွန်းရင်းလက်ခံမှုရုံးခွက်အစင်ပါဝင်သောကြီးမာသည့်30ရုံးအေကြီးကို၎င်းတည်ဆောင်လာကြသည်ထိုရုံးအေကြီးသည်အနီရောင်အမိုးကုန်းဖြင့်လှပစွာရှိနေလေသည် ထိုရုံးအေကိုကျိုးဖြည့်တိုင်းချီထားပြီးတပိုးဖြည့်ထမ်းရွက်ထားသည် လူနှစ်ယောက်ကထိုယွန်းဧကို အလဲရင်ထားစေ၍သူတို့၏ပခုံးများတွင်တဘိုးဖြစ်ထမ်းကြသည်ထမ်းဘိုး၏အယောင်မှာတခါတည်းရန်အနီရောင်ဆေးတုပ်သားပြီးရွှေအစင်းတောက်ပပြီးပန်းစုံပန်းခတ်တို့နှင့်အတူ ရောင်ဖြာထွက်နေလေသည်ကြည်စီကိုကျိုးပြည့်ချီ၍လူနှစ်ယောက်ကတဖက်တစ်ချက်တင်ဆောင်ကြရစဉ်တွင်ချိုလူနှစ်ယောက်အနက်မှ အနောက်မှထမ်းရသူကလှဲ့လေလာသူများ၏ခြေလန်းသွားရာအလိုက် စီးကြကြစွာကြီးစီတီးပင်နေရလေသည်ဒါကလွယ်တဲ့အလုပ်တော်မဟုတ်ပါ တခါတရံတွင်စီးလင်းကွင်းပလွေတို့ပါဝင်သောဂီတအဖွဲများက စီတန်းလှဲ့လေသူများနှင့်ပါဝင်တယောက်ကြလေသည် မိတုံမိတုံကျဲကလေးများလွင်ပါ၍မိုးကုတ်စဝိုင်းပေါ်အာယုံဦးရောင်ကြီးချင်းနှင်းဝင်ရောက်လာသည်နှင့်အတူအိမ်ပြတင်းကိုဖြတ်၍အလင်းတန်းများတောက်ပစွာကြားရောက်လာပြီး လူဝယ်ဆုံးဟင်းတို့ကိုကင်ဆောင်လာကြသူတို့သည်လည်းအိမ်အပြင်သို့ထွက်လာကြလေပြီလေပြည်လေးညင်းတို့သည်ရွတ်ဆိုမှုများပါဝင်သောဂီတဒေသံကြီးစီတန်တို့နှင့်ပြည့်ရှံနေပြီဖြစ်သည်နှက်ပြီးနှက်ရွာတကားပေါက်ကိုဖွင့်ပေးသည်ကုသိုလ်အလုံးများလွှဲလင်းတကူပြုလုပ်နိုင်ဖို့စောဩပေးကြသူ နိဗ္ဗာန်စောများကိုကျေးဇူးတင်ရပေသည်ထိုဝါရင်းကာလအတွင်း၌ဖုန်ကြီးတန်ဃာတော်များ ကျောင်းနယ်မြေပြင်ပသို့ညအိမ်ညနေသွားလာခွင့်မရှိသောကြောင်းစုံရင်ကိစ္စများဖြည့်ဆည်းပေးကြရသည်ဝါဆိုချိန်ခါသည်ကောင်းမှုပြုသောဥပုပ်တည်သီလာစောက်တည်ကြရသည့်အချိန်လေးဖြစ်သည်တပတ်တွင်တရံဥပုပ်ဆောင်ခြင်း၅ပါးသီလာ၈ပါးသီလာစောင့်ထင်းခြင်းများကိုပြုလုပ်ကြသည်အနည်းဆုံးအရက်သေးစားတောက်စားသူတို့ပင်လျင်ထိုကာလအတွင်းတည်ရီအရက်မှရှောင်ကျင်ကြသည် ဝါရင်းကာလာသည်သီလဆောင်ထိန်မှုတတိပေးသည့်သဘောတက်ရောက်နေသည် ဤသို့ဆိုလိုက်ခြင်းကြောင့်ဝါရင်းကာလာသည်ပြည်လေးတွဲဖြစ်နေသည်ဟု မမှတ်ယူသင်ပါရက်ကွက်အလိုက်လူကြီးသူမာများကဖုံကြီးကြောင့်ဆုံးဟင်းအလူထွက်ပြင်ဆင်လှုပ်ဆောင်ကြရာတွင်လူငယ်လူရွယ်များမှလည်းဂီတအဖွဲ့များဥဆောင်စီမံရင်းအလုံးရှုံနေကြသည် လာပြည်နေတွင်ဖုံးကြီးချောင်းတို့လူပဲပစ္စည်းများဖြင့်သွားကြရသည့်ဂီတအဖွဲများကလည်းလိုက်ပါနေကြပေသည်ယခုလိုစကြနောက်ကြသည့်တေတချင်းများလည်းရှိပါသေးသည်အမေဆိုဆဲဝါဆိုပွဲလှဲကလေးနဲ့သွားရအောင်ကုတ်ကူပင်မြန်မြန်ခုံလှဲလှုပ်ဆူမောင်းလဲလုံရင်ကြားပါမယ်မပုတ်ဆုံးတင်မဆုံးကြီးလဲလုံလို့စီဝါရင်းကာလာအတွင်း၌ ထိမ်းရမင်္ဂလာပြုခြင်းများကိုတားမြစ်ထားသည်ဤအချက်သည်ဘာသာရေးအယူအဆနှင့်ဘာမှမဆိုင်ခြင်းမုတ်တုံရသည်သည်လယ်သမားများအလုံးများသည့်အချိန်ဖြစ်၍ကောက်ရိပ်ပွဲပြီးမှမင်္ဂလာကိစ္စကျင်းပရသည်မှာပို၍အစဉ်ပြေသည်ထို့သောဝါရင်းကာလမတိုင်မီမင်္ဂလာဆောင်လိုက်ကြသည့်ဇုံတွဲများလည်းရှိပါသည်ဝါဇူလာပြင်းနေကဗုဒ္ဓမြတ်စွာ ရွှေသမင်တို့ပျော်စံရာ အိတ်တိပဒနာမိကဒါဝုံတော်၌ပထမဦးဆုံးဓမ္မစကြာတရားတော်ကိုဟောကြားတော်မူခဲ့သောနှစ်ပတ်လည်နေ့အခမ်းအနားဖြစ်ပါသည်တမင်တို့တွာလာကြစားရာဘေးကင်းရာဤနေမြေ၌ဗုဒ္ဓမြတ်စွာ ပထမဦးဆုံးဓမ္မစကြာတရားဟောကြားတော်မူခဲ့သည်ငိမ့်ချမ်းမှုတို့စိုးမိုးရာအမဲလိုက်ကြနှင့်တားကောင်တမင်တို့မေတ္တာကရုဏာရှင်ဗုဒ္ဓမြတ်စွာဤတရားသင်နာရောင်ခိုင်ယုံချီရတ်တန့်၍တရားတော်နာယူကြသည် တက္ကရီ103ခုနှင့်လွန်ခဲ့သော25ရာစုနှစ်ကပထမဦးဆုံးဓမ္မစကြာတရားတော်ဟောကြားခဲ့ခြင်းဖြစ်သည်တစ္ဆာလေးပါးဟုခေါ်တွင်သောဒုက္ခတစ္ဆာတမှုတရားတစ္ဆာနိရောဓတစ္ဆာမဂ္ဂတစ္ဆာတို့သည်လည်းအမိုက်မောင်အတွင်တဝါဝါလှမ်းနေသူများအားနိဗ္ဗာန်တည်းဟူသောအလင်းရောင်ကိုထွန်းလင်းကလမ်းပြပေးသည် တုတ်တန်ဟုခေါ်တွင်သော တရားတော်မြတ်တို့သည်တဦးတယောက်ဤထင်မြင်ချက်ယုံကြည်မှုတို့ကိုချုပ်ကန်ထားခြင်းမရှိပါလွတ်လွတ်လပ်လပ်ယုံကြည်စွာလောက်ကင်နိုင်ကြသည်ဘသူကမာတန်လဲမခံဂုံလဲမပြူပေကိုပြုသည်များကိုနဲ့သာဆိုင်တကယ်တူပင်ဖြစ်သည်ဗုဒ္ဓခင်ခဲ့သောလမ်းသည်ရှုပ်ထွေးသောဝင်ကဘာမဟုတ်ပါအာယုံ၅ပါးခံစားမှုရောခြင်းနှင့်မိမိကိုယ်ကိုပင်ပန်းစင်ရဲအောင်ပြုခြင်းဟူသော အစုံနှစ်ဖက်မှာအလဲအလတ်မရှိမှပြိပဒါလမ်းပင်ဖြစ်လေသည် ထိုလမ်းဒီကဆင်းရဲခြင်းဒုက္ခကိုငြိမ်းချမ်းစေပြီးမက္ခင်ရှိပါအရိယာလမ်းစဉ်ဖြစ်ပါသည်မှန်ကန်စွာသိမှုမှန်ကန်စွာကြံစည်မှု မှန်ကန်စွာပြောဆိုမှုမှန်ကန်စွာပြုလုပ်မှု မှန်ကန်စွာအသက်မွေးမှုမှန်စွာအားထုတ်မှုမှန်စွာအောက်မေ့အမယာမှုနှင့်မှန်စွာတည်ကြည်မှုဟူသောမက္ခင်ရှိပါဖြစ်ပါသည်မှန်စွာသိမှုသည်အရင်ဦးဆုံးထားသောအချက်ဖြစ်သည် အကြောင်းမှာအသိဉာဏ်ရရှိမှု၏အဓိကတော့ချက်ဖြစ်ပါသည် လူအရေးကိစ္စများကိုစဉ်းစားနေရသောအခါတွင် တခါတရံအကြံဉာဏ်စိုးများ၏လွှမ်းမိုးမှုကိုခံရသည်ဒုက္ခဆင်းရဲမှရရှိသောလူရင်းဆန္ဒများက လူရေးကိစ္စများဖြစ်ချေသည်။မှန်စွာသိမှုသည်သာလျှင်ဤအမှန်တရားကိုသိမြင်နိုင်ပြီး မိုးရေပောင်များကလူချင်းတတ်မှတ်မှုဒီဟူသော အမိုက်များကိုရှင်းလင်းပယ်ဖြောင်းအလင်းရောက်တကယ်သို့မှန်ကန်သောအသိဉာဏ်ကိုရရှိနိုင်ပါသည် အများစုကတော့ဗုဒ္ဓဟောကြားသောသစ္စာတရားကိုသိမြင်နိုင်ခြင်းမှ သိမြင်နိုင်မည်ဖြစ်သောလေသီလဆောက်တည်ခြင်းတရားအားထုတ်ကြံကြံခြင်းတို့သည်ဘဝကိုရင်ဆိုင်ဖို့အင်အားတွေပေးလေသည် တရားဓမ္မတည်ဟူသောဗုဒ္ဓ၏ဟောကြားချက်များဖြင့်အသည်းနှလုံးတို့ကိုတည်ဆောက်၍မိမိနေထိုင်ရာပတ်ဝန်းကျင်ကိုကောင်းသောစိတ်ထားအကျဉ်းနာတရားတို့ဖြင့်လွှမ်းခြုံလိုက်နိုင်ပေသည် လူတန်တရားတွင်လှည့်လည်သွားလာနေသူပြီးပြီးခြေတော်တို့ကအလိုဆန္ဒနုံနေနှနေသောလေလက်တို့သည်ကဒုက္ခဆင်းရဲမှလွတ်ကင်းရာနိဗ္ဗာန်တည်ဟူသောအတိအပွင့်ကိုလှမ်းယူလျက်ကြိုးစားလျက်ရှိလေသည် ကိလေသာတို့ကိုပယ်ခွာ၍နိဗ္ဗာန်ကိုအာရုံပြုသောတရားတော်အသည့်အပွင့်မှာဤသို့ဆိုသောဤယာတိသည်ဝါစုပန်းပွင့်ဖူးသောယာတိလည်းဖြစ်ပါသည်တေခိတာတန်တို့ကဝါစုပန်းခုထွက်လာသောလူငယ်လူရယ်များကိုဥဆောင်လာသည်စေဒီပထိုးများတွင်ဝါစုပန်းများကိုချစ်ကြည်နူးမှုအပြည့်ဖြင့်ကတ်လူပူဇော်ထားကြလေသည်လူငယ်လူရယ်များသည်ပௌဒ္ဓရုပ်ပွားတော်များရှိမောင်း၌ချစ်ခိုးကြတော့ကြရ စိုးသွားမိုင်မဲသောအပြူအမူတို့ပင်လျင်ဤအချိန်ခါ၌လွင့်စင်ကွဲပြောက်ကုန်လျက်ဤတို့ဤနှင်းရွတ်ဆူဆူတောင်းကြလေတော်သည်ဤတို့ကတော့ရသောအကျိုးအားကြောင့်အဆုံးစွန်သောဘဝ၌နိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကိုကြားရပါလို့ဤအရှင်ဗျာ ဒီကနေ့အတွက်ကတော့ဒီလောက်ပါပဲရှင်။နောက်နေ့နောက်နေ့တွေမှာလည်းပို့ပြီးတော့စိတ်ဝင်စားဖွယ်ရကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်။ကျမတို့ရဲ့တင်ကတုသမီး channel လေးကနေပရိသတ်များအတွက်သုတရတရဖွယ်ရစာအုပ်စာပေမျိုးစုံကိုနေ့စဉ်တင်ဆက်ပေးလျက်ရှိပါတယ်။ဒါကြောင့်မို့ကျမတို့ရဲ့ channel လေးကို like and subscribe ပြုလုပ်ထားပေးဖို့တောင်းဆိုပါရစေရှင်။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။